လက်တင်အမေရိကနဲ့ကာရီဘီယံပင်လယ်ပြင်တကြောမှာရှိတဲ့အကြမ်းဖက်မူရစ်ဆေးဝါးမောင်ခွေကိုင်းတွေကိုတိုက်ဖျက်မဲ့စစ်စင်ရေး Operation Southern Spear စတင်လိုက်ပြီဖြစ်ကြောင်း အမေရိကန်စစ်မဲ့ရေးရဝန်ကြီး Pete Hassett ကနိုဝင်ဘာလ14ရက်နေ့မှာကြေညာလိုက်ပါတယ်။ Southern Spear ပူးတွဲတပ်ဖွဲ့နဲ့ South Com တို့ကဦးစီးမဲ့ဒီစစ်စင်ရေးဟာဒေသတွင်းမှာရှိနေတဲ့အကြမ်းဖက်မူရစ်ကိုင်းတွေကိုတိုက်ထုတ်ပြီးမိမိတို့ပြည်သူတွေကိုတတ်နေတဲ့ဒီမူရစ်စေးအန်ဒီရကနေအမိမြေကိုကာကွယ်ဖို့အတွက်ဖြစ်ကြောင်းဝန်ကြီးဟက်ဆက်က အိတ်စ်လူမှုကွန်ရက်ထုတ်ပြန်ချက်မှာရေးထားပြီးအမေရိကန်ဟာကမ္ဘာအနောက်ဖက်ကျန်းဒေသမှာရှိနေတဲ့နိုင်ငံဖြစ်တာနဲ့အညီဒေသရင်းကအိနီးချင်းနိုင်ငံတွေကိုလည်းကာကွယ်ပေးသွားမှာဖြစ်ကြောင်းပြောပါတယ်။ကာရေဘီယံပင်လယ်အတွင်းအမေရိကန်ကနလကြာလောက်စစ်အင်အားတိုးချဲ့တိစောက်မှုတွေလုပ်ခဲ့ပြီးတဲ့နောက်ဒီတပ်ဖွဲ့တွေရောက်နေရတဲ့ရွေချက်ကိုစစ်မဲ့ရေးရာဝန်ကြီးကသမ္မတဒေါ်နယ်ထရမ့်ရဲ့ညွှန်ကြားချက်နဲ့အညီထုတ်ပြန်တာဖြစ်ပါတယ်။အမေရိကန်တပ်ဖွဲ့တွေအခုလိုအလုံးအင်းနဲ့ကာရေဘီယံပင်လယ်အတွင်းရောက်နေတာဟာ ဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုကိုဖြုတ်ချရေးကိုဥတီတဲ့စစ်စင်ရေးဆင်နွှဲဖို့အတွက်ဖြစ်တယ်လို့ဗင်နီဇွဲလားနိုင်ငံသားအများစုအပြင်နိုင်ငံတကာကလည်းယူဆထားကြပါတယ်။သမ္မတထရန့်အပါအဝင်အမေရိကန်အရာရှိတွေကတော့ဗင်နီဇွဲလားကိုထိုးစစ်ဆင်တိုက်ခိုက်မယ်မတိုက်ဘူးဆိုတာကိုအတိအကျမပြောသေးပါဘူး။ဒါပေမဲ့မာဒူရိုတမရအဖြစ်ဆက်ရှိနေမဲ့ရက်တွေဟာသိမကြတော့ဘူးလို့ CBS ရုပ်သံသတင်းဌာနနဲ့ပြုလုပ်တဲ့မီးမြန်းကားမှာတမရထွန်းကပြောထားပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့ကလည်းစစ်မရေးရာဝန်ကြီးနဲ့အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များရဲ့ဥက္ကဋ္ဌဒန်ကိန်းတို့ကဗနီဇွဲလားကိုစစ်ရေးအရာလှုပ်ဆောင်နိုင်ခြေရှိတဲ့ရွေးချယ်စရာနည်းလမ်းတွေကိုအင်ပီရိုမှာတမရကိုတင်ပြခဲ့ကြပြီးဖြစ်ပါတယ်။ဗနီဇွဲလားကိုတိုက်မယ်မတိုက်ဘူးဆိုတာတမရထရန့်ကအခုချိန်ထိမဆုံးဖြတ်ရသေးဘူးလို့သိရပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။